နိုင်ငံရဲ့အဓိကကျတဲ့ရပ်ဘက်ဝင်ကြီးဌာနတွေကိုစစ်တပ်ရရှိတွေနဲ့အစားထိုးဖြစ်တည်နေတဲ့လောက်ရက်ကိုစစ်ကော်မရှင်ကဇက်တိုက်လှုပ်ဆောင်နေပြီးပြီးခဲ့တဲ့စက်တင်ဘာလတလထဲမှာတင်အရာရှိ30ကျော်ကိုထပ်မံရွှေ့ပြောင်းခန့်ခဲ့တာကိုတွေ့ရပါတယ်။ကိုနာကြီးကဆက်ပြောပြပေးပါမယ်။ဒါစစ်ကောင်စီလက်ထက်မှာအရှင်ဟုန်နဲ့ဖြစ်ပေါ်နေတဲ့ဥထုရေးရန်ရရဲ့ပြောင်းလဲတစ်ခုပါပဲ။နိုင်ငံရဲ့အဓိကကျတဲ့ရက်ဖက်ဝန်ကြီးဌာနတွေကိုစစ်တပ်အရာရှိတွေနဲ့အစားထိုးဖြစ်တည်နေတဲ့လောက်ရက်ကိုစစ်ကောင်စီကသက်တိုက်လှုပ်ဆောင်နေပြီး ပြီးခဲ့တဲ့စက်တင်ဘာလတလထဲမှာပင်အရာရှိ30ကျော်ကိုထပ်မံရွှေ့ပြောင်းခန့်အပ်ခဲ့တာကိုတွေ့ရပါတယ်။မြန်မာနိုင်ငံပြည်နယ်ရဲ့နောက်ဆုံးထုတ်ပြန်ချက်တွေအရတရင်တပ်ဖွဲ့အသီးသီးကဗိုလ်ကြီး32ဦးနဲ့ဒုတိယဗိုလ်ကြီး3ဦးစုစုပေါင်း34ဦးကိုမြို့သားစီမံကိန်းဗန္ဓာယီဗဟုဗန်တည်ရန်ဇာတလိုအရေးပါတဲ့ဝန်ကြီးဌာန17ခုစီမှာဒုတိယညွှန်ကြားရေးမှူးလက်ထောက်ညွှန်ကြားရေးမှူးစတဲ့ယာရုတွေနဲ့တရိုက်နေရာချထားခဲ့တာဖြစ်ပါတယ်။စစ်ဘက်ကနေအစိုးရဘက်ကိုပြောင်းရွှေ့ခန့်အပ်တာဟာ NLD အစိုးရလက်ထက်ကလေးကရှိခဲ့ပေမဲ့ ရေရက်အပြင်တော့မိုးနဲ့မီလို့ကွာခြားသွားပါတယ် NLD အစိုးရ9နှစ်တာတက်တန်းလုံးမှာအခုလိုပြောင်းရွှေ့ခဲ့တဲ့စစ်ဖက်အရာရှိအရေးတွက်ဟာအယောက်2ရာတော့မပြည့်ခဲ့ပါဘူးဒါပေမဲ့စစ်အာဏာသိမ်းပြီးနောက်ပိုင်း၄နှစ်ကျော်ကာလအတွင်းမှာတော့အရက်ဘက်ကိုပြောင်းရွှေ့လာတဲ့စစ်ဖက်အရာရှိအရေးတွက်ဟာအယောက်1000နီးပါးထိရှိလာခဲ့တာပါဒီလိုအလုံးရင်းနဲ့ရွှေပြောင်းလာရတဲ့အပေါ်စီလံဘူကြီးစင်ရောကတော့အကြောင်းရင်းတစ်ခုကိုထောက်ပြပါရဲသူကတော့စစ်တပ်အတိုင်းဝမ်းမှာအရင်ကတည်းကရှိခဲ့တဲ့မိုးကြွေကိုဆိုတဲ့အယူအဆအတိုင်း ဆင်မတိုက်ချင်တော့ပဲကြည်လွတ်မြေဖြစ်တဲ့အရက်ဘက်မှာအေးအေးဆေးဆေးရာလို့ယူလို့တာဖြစ်ပြီးနောက်တစ်ခုကတော့ပုံမနဲ့နဲတဲ့မဟာဗျူဟာမြောက်ရည်ရွယ်ချက်နဲ့ဖြစ်ပါတယ်ဆဲထဲတာပေါ့အရက်ဖက်တွေကိုပါဆဲထဲတာဒါဟိုအရင်ကတည်းကပဲကျွန်တော်တို့မိုးကြွှေကိုမိုးကြွှေကိုလို့ပြောကြတာပေါ့အဲ့တော့စစ်တပ်မှာတုံးမြရတော့ဘူးတုံးမြရတော့ဆိုတာဒဏ်ရာရတယ်ပြီးရင်တချို့တွေဆိုတော့မှပဲဘာမှမဟုတ်ဘူးဟိုဘီပိုးပေါ့နော်အရင်တော့ဆိုဘီပိုးစီပိုးအဲ့ဒါတွေနဲ့ကိုပဲစစ်တပ်ကသူတို့ရဲ့ ပစ်ဖဲပေါ့နော်ပစ်ဖဲတွေကိုဒီအရက်ဖက်ဒီမှာသွားပြီးတော့ဆဲထဲလိုက်တာပေါ့နောက်တစ်ခုကတော့ပုံပုံနဲ့တဲ့မဟာဗျူဟာမြောက်ရည်ရွယ်ချက်ဖြစ်ပါတယ်2025ခုနှစ်အစောပိုင်းကပြောင်းရွှေ့တွေထဲမှာစစ်တပ်ကနေရေကောက်ပဲကော်မရှင် UCC ကိုတရက်ပြောင်းရွှေ့ခဲ့တာမျိုးတွေလည်းရှိခဲ့ပါတယ်စစ်ကော်မရှင်ရဲ့ဒီလိုရက်ဟာသူတို့စီစဉ်နေတဲ့ရေကောက်ပွဲအလွန်ကာလမှာဖွဲ့စည်းမဲ့အစိုးရရန်ရတစ်ခုလုံးကိုစစ်ဘက်ဒါမှမဟုတ်စစ်ဘက်နောက်ခံရှိသူတွေကသာချုပ်ကင်နိုင်ဖို့အတွက်ကြိုတင်ပြင်ဆင်နေတဲ့ ်။စနစ်တကျအသွင်ကူးပြောင်းမှုတစ်ခုလို့သုံးသပ်သူတွေကရှုမြင်နေကြပါဗျ။